ားလုံးပဲမင်္ဂလာပါ။ဒါကြနီကနေချိုးဆိုပါရယ်။ကျမကတော့မျိုးပါ။ဒီခါမှလည်း M5 level မင်းနောက်တော့ Nihongo ဖတ်စာအုပ်ထဲကသင်ခန်းစာ9 lesson 9ရဲ့ grammar pattern လေးတွေကိုအတူတူလေ့လာဖို့အတွက်ပြင်ဆင်ထားပါရယ်။ဒီနေ့သင်ခန်းစာမှာ grammar pattern အလုံးပေါင်း9ခုလေ့လာမယ်ပေါ့နော်။ပထမဆုံး pattern လေးကကြတော့ noun ga arimas သို့မဟုတ် noun ga wakarimas ဒီအာရီမတ်ဆိုတဲ့ရှိသည်ဆိုတဲ့ verb လေးနဲ့ဝါခါရီမတ်ဆိုတဲ့နားလေသည်ဆိုတဲ့ verb လေးရဲ့အရှိမကလေးလိုက်ပြရမယ်ပေါ့နော်တို့ရအရင်တော့က particle အနေနဲ့ဆိုရင် wa လေးလိုက်တယ်နော် noun wa အနောက်က verb action တခုခုဆိုရင် wa verb action နဲ့သုံးခဲ့ပြီမယ်ဒီ arimus နဲ့ wa arimus ရဲ့အရှိမဘာလိုက်ပြရမလဲဆိုတော့ ga ဆိုတဲ့ particle လေးကိုလိုက်ပြီးတော့စာကြောင်းလေးလေးဆက်ပြရမှာဖြစ်ပါတယ်နောက်တစ်ခုက adjective အနေနဲ့ဆိုလို့ရှိရင်လဲ sukidas kiraidas so ဂျောဆူဒတ်စ်ဟေတာဒတ်စ်ဒီလေးလုံးရဲ့အရှိမပါတီကဂလေးကို လိုက်ပေးမယ်ပေါ့နော်တို့တွေအရင်သင်ခန်းစာရှစ်တုံးသင်ခဲ့တော့ဆိုရင် now what agitated that ဆိုပြီးတော့ particle လေးကို what ဆိုပြီးတော့လိုက်ခဲ့ပေးမယ်ဒီနေ့သင်ခန်းစာမှာတော့ suki ကြိုက်နှစ်သက်သည်ခိရာကြီးမကြိုက်ဘူးဆိုတာကကိုယ့်ရဲ့ personal feeling ပေါ့နော် personal feeling နဲ့ပတ်သက်တဲ့ agitated လေးတွေဆိုလို့ရှိရင်သူအရှိမဂလိုက်ပေးမယ်နောက်တစ်ခု skill နဲ့ပတ်သက်တဲ့ agitated လေးတွေဆိုရင်လည်းသူရဲ့အရှိမဂလိုက်ပေးမယ်ပေါ့နော်ဒါဆိုရင် arimas wakarimas sukidas ခိရိုင်သတ်ဂျောစုသတ်ဟေတာသတ်ဒီ6လုံးကိုဒီနေ့လက်ဆန်လေးမှာအသေးမှတ်ပြီးတော့အဲ့6လုံးရရှိပါဆိုရင်ဂါလေးကိုလိုက်ပြီးတော့လေ့ကျင့်ပေးပါ notes နဲ့မှတ်မှန်ဆိုရင် ခုနပြောခဲ့သလိုပဲဂါဆိုတာကကိုယ့်ရဲ့ personal feeling wishes desire အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့သုံးချင်တယ်ဆိုရင်အရှိမဂါဆိုပြီးလိုက်ပေးပြီးတော့ဝါကဘယ်လိုနေရာမျိုးမှာလိုက်ပေးမလဲဆိုတော့ဒီ အကြောင်းအရာတစ်ခုကိုပေါ့နော် topic အနေနဲ့ပြောချင်တဲ့အခါသို့မဟုတ်ရှင် general explanation ပေါ့နော်ရေပူရဆန်ဆန်ခြုံငုံပြီးတော့ရှင်းပြချင်တဲ့အခါဒါမှမဟုတ်ရှင်အကြောင်းအရာနှစ်ခုကိုရှင်းပြီးတော့မှနှိုင်းရှင်းပြီးတော့မှရှင်းပြချင်တဲ့အခါမျိုးမှာ wa လို့သုံးပါရယ်နော်ဒါက ga နဲ့ wa ရဲ့ကွဲပြားခြားနားတဲ့အသုံးနှုန်းလေးပါဆိုတော့ grammar pattern number 1လေးဖြစ်တဲ့ noun ga arimas wa karimas noun ga skidas kiraidas josudas hetadas ဒီ pattern လေးတွေရဲ့ example sentence လေးတွေကိုလေ့လာကြည့်အောင် 私はイタリアよりが好きです。私はイタリアよりが好きです。ကျွန်တော်ကအီတလီအစားအသောက်တွေကြိုက်တယ်။ခုနလိုပဲ sukhi das ကျွန်တော်အကြိုက်တယ်ကျွန်တော်ရဲ့ feeling နဲ့သုံးတာဖြစ်တဲ့အတွက်ဒီမှာ wa နဲ့မသုံးဘဲနဲ့ ga ဆိုတာလေးကိုသုံးတယ်ပေါ့နော်နောက်တစ်ခု watashi wa nasu ga kirai das watashi wa nasu ga kirai das ကျွန်တော်ကခယန်းသီးမကြိုက်ဘူးမုန်းနေဆိုတော့ကိုယ့်ရဲ့ personal feeling ကိုပြောတာဖြစ်တဲ့အတွက်အရှိမ wa နဲ့မလိုက်ဘူး ga လေးနဲ့စာကြောင်းလေးတွေဆက်လို့ရပါတယ် ောက်တစ်ခုခရယ်ဝပီယာနိုကဂျောဆူဒတ်ခရယ်ဝပီယာနိုကဂျောဆူဒတ်သူကပီယာနိုစံညာတိတာတော်တယ်ဒါဆိုသူရဲ့ scale ကိုပြချင်တဲ့အတွက်အရှိမဝါနဲ့မလိုက်ဘူးဂါဆိုတဲ့ particle လေးနဲ့လိုက်မှဖြစ်ပါတယ်မမကအဲကဟေတာဒတ်မမဝအဲကဟေတာဒတ်မမေကပကြီးပေါ့နော်ပကြီးဆွဲတာညံနေပေါ့နော်ဒါဆိုရင်ဟေတာဆိုတဲ့ scale full နဲ့ပတ်သက်တဲ့စကားလုံးလေးဖြစ်တဲ့အတွက်ဟေတာရဲ့ရှေ့မှာဝါမလိုက်ပဲနဲ့ဂါလီနဲ့စာချောင်းဆက်ပါတယ်နောက်တစ်ခု 私は日本語がわかります。私は日本語がわかります ka,。ジョノガ、ジャパンザ、ナレレ、ワカリマス、ウレフォーリエシマ、ガリネライビド、サジャンレレサバレノ。私は車があります。私は ခိုရူမဂအာရီမတ်ကျွန်တော်မှာဂါရှိတယ်ဒါဆိုရင်အာရီမတ်ဆိုတဲ့ verb ရဲ့အရှိမလဲ particle ဂလေးနဲ့လိုက်ပြီးတော့မှအစားကြောင်းလေးလေး set up ဖြစ်ပါတယ်ဒါဆိုရင် grammar pattern number 1လေးဖြစ်တဲ့အာဒီအာရီမတ်ဝါခါရီမတ်ရဲ့အရှိမဂါလိုက်မယ်ဒီ adjective လေးခုရဲ့အရှိမဂါလိုက်မယ်ပေါ့နော်ဒါဒီ pattern လေးကိုနားလည်သွားပြီးလို့ထင်ပါတယ်နောက်ထပ် pattern number 2လေးကိုကြည့်မယ်ဆိုရင် donna now donna now ဘလို့ now မျိုးပေါ့နော် ဘလို့နောင်မျိုးဒေါနာဆိုတော့ကဘလို့လို့ပြောတာပေါ့နော်နောင်မှာတစ်ခုခုနောင်တစ်ခုခုပါမယ်ပေါ့နော်ဒါဆိုရင်ဒါလေးတွေကိုဘယ်လိုစာကြောင်းဆက်လို့ရလဲဆိုရင် donna sports ga skidas ga donna sports ga skidas ga ဘယ်လိုအကစားမျိုးကိုစိုက်နှစ်သက်လဲဒါဆိုရင်ခုနပတ်တန်လေးဖြစ်တဲ့ donna လေးပါမယ်ပြီးရင် noun နေရာမှာ sports ဆိုတဲ့ sport ပေါ့နော်အကစားဒါဆိုဘယ်လိုအကစားမျိုးကိုစိုက်လဲသူက soccer ga skidas တဲ့ soccer ဆိုတာကဒီလိုမျိုးပါလဲ soccer လေး ဘောလုံးဘောလုံးကန်တဲ့အားကစားပေါ့နော်အဲ့ဒါကိုကြိုက်တယ်ပေါ့နော်ဒါဆိုခုနက grammar pattern number 1လေးကဂါလီလဲတုံးထားရယ်နော် suki ရဲ့ရှေ့မှာဂါလီကိုတုံးပြီးတော့စာကြောင်းလေးတွေစပ်ပါတယ်ဒါဆိုရင် donna plus noun ဆိုတဲ့ပုံစံလေးကိုဒီလိုမျိုးလေးတုံးတာဖြစ်ပါတယ်နောက်ထပ် example sentence လေးခရဲဝ donna sense သက်က ခရဲဝဒေါနာဆန်စီသက်ကသူကဘလို့ဆရာမျိုးလဲတဲ့ဒါဆိုရင်ဒေါနာပါတဲ့နောက်မှာဆန်စီဆန်စီဆိုတာနောင်ပေါ့နော်ဒေါနာ plus နောင်ဘလို့ဆရာမျိုးလဲသူမဘလို့ဆရာမမျိုးလဲပေါ့နော်ဒါဆိုရင် ပြန်ဖြေရဲ့လူကရှင်ဆစ်ဆနာဆန်စီသက်စိတ်ရှိတဲ့တီးခန့်နဲ့ဒါမှမဟုတ်ရှင်အာတနာကျင်နာတက်တဲ့ဆရာဖြစ်ပါတယ်ပေါ့နော်စိတ်ရှိတာကိုပို့ပြီးတော့သုံးမယ်နော်စိတ်ရှိတဲ့ဆရာဖြစ်တယ်သဘောကောင်းတဲ့ဆရာဖြစ်တယ်ပေါ့ ဒါဆိုရင် donor plus noun ကဒီလိုမျိုးလေးတွေတုံးပြီးတော့မေးခွန်းလေးတွေမှာမေးလို့ရပါတယ်เนาะဒါဆိုရင် donor plus noun လေးရဲ့ grammar pattern လေးကိုနားလည်သွားပြီလို့ထင်ပါတယ်နောက်ထပ် grammar pattern နံပါတ်3လေးသူကကြတော့ဒီ adverb လေးလို့ adverb လေးတွေပေါ့เนาะ yoku dai dai takusan skoshi amari zanzan အဲ့ဒီ6လုံးရဲ့၃ပုံ၃နည်းလေးတွေကိုတစ်ချက်လောက်ရှင်းပြမှာဖြစ်ပါတယ် yoku ဆိုတာကကျွမ်းကျင်စွာ dai dai ဆိုတာကတော်တော်လေးသို့မဟုတ်အကြံပြင်း takusan အများကြီး စကိုရှိနည်းနည်းလေးအာမရီတိတ်ပြီးတော့မှဇန်းဇန်းလုံးဝကိုမှเนาะဒါလေးတွေကိုဘယ်လိုမျိုးလေးသုံးလို့ရလဲသူတို့ရဲ့ percentage လေးတွေကဘယ်လောက်ရှိလဲဆိုတာကိုလေ့လာမှဖြစ်ပါတယ်ဆိုတော့ယောကုရဲ့ data ရဲ့စကိုရှိရဲ့ကဝါခာရီမတ်ဆိုတဲ့ verb လေးနဲ့တွဲပြီးတော့သုံးလို့ရတယ်เนาะဥပမာယောကုဝါခာရီမတ် ကျွမ်းကျင်စွာနားလည်ပါတယ်ဒိုင်တိုင်ဝါခါဒီမတ်အကြမ်းမြင်နားလည်ပါတယ်စကိုရှိဝါခါဒီမတ်နည်းနည်းလေးနားလည်ပါတယ်เนาะဝါခါဒီမတ်ဆိုတဲ့စကားလုံးလေးနဲ့တွဲပြီးတော့သုံးမယ်ယောခုဝါခါဒီမတ်ဆိုရင်သူ့ရဲ့ percentage ကဘယ်လောက်လဲဆိုတော့90နဲ့100ကြာပေါ့เนาะနောက်ဒိုင်တိုင်ဝါခါဒီမတ်ဆိုရင်သူ့ရဲ့ percentage က80နဲ့90ရာခိုင်နှုန်းလောက်နားလည်တယ်လို့ပြောတာပေါ့เนาะစကိုရှိဝါခါဒီမတ်ဆိုရင်20ရာခိုင်နှုန်းကနေ90ရာခိုင်နှုန်းလောက်နားလည်တယ်ပေါ့เนาะဒါသူတို့ရဲ့ percentage အမျိုးအစားလေးတွေပေါ့ ဒါဆိုရင်အာသင်ကဂျပန်စာဘယ်လောက်နားလဲလဲဒါဆိုရင်ယောကုဝါခါရီမတ်လာဒိုင်ဒိုင်ဝါခါရီမတ်လာစကိုရှိဝါခါရီမတ်လာအဲ့လိုဖြေလို့ရမယ်နော်နောက်တစ်ခုဒီခုနက6လုံးနဲ့မှာမှာတာကူဆန်နဲ့စကိုရှိကအာဒီမတ်နဲ့တွဲပြီးတော့သုံးလို့ရတယ်တာကူဆန်အာဒီမတ်အများကြီးရှိတယ်စကိုရှိအာဒီမတ်နည်းနည်းလေးရှိတယ်ဒါဆိုသူတို့ရဲ့ percentage တွေဘယ်လောက်ရှိမလဲ ။ Takusan Arimas, Koshi Arimas. Takusan Arimas ဆိုရင်သူ့ရဲ့ percentage က80%ရာခိုင်နှုန်းနဲ့100%ရာခိုင်နှုန်း. Koshi Arimas ဆိုရင်သူ့ရဲ့ percentage က100%ရာခိုင်နှုန်းကနေ30%ရာခိုင်နှုန်း.ဥပမာပန်းသီးတွေအများကြီးရှိတယ်ဆိုရင်ပန်းသီး80%ရာခိုင်နှုန်းသို့မဟုတ်100%ရာခိုင်နှုန်းဝင်ချင်လို့ရှိတယ်ပေါ့. Koshi Arimas နည်းနည်းပဲရှိတယ်ဆိုရင် ပန်းဒီက30ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းဝင်ချင်းမရှိသေးဘူးเนาะပတ်စံဒီပိုင်းလည်းပြောလို့ရတယ်။အိုခါနဲကသကုဆာအာရီမတ်စ်တို့မို့အိုခါနဲကစကိုရှိအာရီမတ်စ်အဲ့လိုမျိုးလေးတွေသုံးလို့ရပါတယ်เนาะ။ကဲဒါဆိုရင်ဒီ6လုံးနဲ့မှမှနောက်ဆုံး2လုံးဖြစ်တဲ့အာမာဒီနဲ့ဇန်ဇန်ကနှစ်ခုစလုံးနဲ့တွဲလို့ရပါတယ်။ဒါပေမဲ့သူကအငင်းနဲ့ပဲတွဲရမှာပေါ့နော်။ဝါခါရီမတ်ဆိုရင်ဝါခါရီမဆန်လို့ပြောမယ်။အာရီမတ်ဆိုရင်အာရီမဆန်လို့ပြောပြီးတော့တွဲမယ်။ဆိုရင်အာမာဒီဝါခါရီမဆန်တို့မို့အာမာဒီအာရီမဆန်ဇန်ဇန်ဝါခါရီမဆန်တို့မို့ဇန်ဇန် အာရီမာဆန်ကဲဒါဆိုရင်သူတို့ရဲ့ percentage လေးတွေတွားကြည့်ကြမယ်အာမာရီဝါခါရီမာဆန်တိတ်ပြီးတော့မှနားမလဲဘူးလို့ပြောရင်သူနားလေတာက10ရာခိုင်နှုန်းနဲ့30ရာခိုင်နှုန်းကတော့နားလေသေးတယ်။အဲလိုမျိုးပေါ့နော်။ဒါပေမဲ့ဇန်ဇန်ဝါခါဒီမာဆန်ဆိုရင်လုံးဝမှနားမလဲဘူး0%ပေါ့နော်။အာမာဒီအာဒီမာဆန်တိတ်ပြီးတော့မှမရှိဘူး။ ဒါဆိုရင်သူ့မှာရှိတာကတော့ရှိသေးတယ်။တစ်ဆယ်ကနေ30ရာခိုင်နှုန်းကရှိသေးတယ်ပေါ့နော်။ဇန်ဇန်အာရီမာဆန်ဆိုရင်လုံးဝမှမရှိဘူးဆိုရင်0%ပေါ့နော်။ဒါဆိုရင်အာမာရီအာရီမာဆန်ပတ်စံသိမရှိဘူးဆိုလို့ရှိရင်ပတ်စံနည်းနည်းလေးတော့အိတ်ကထဲမှာရှိသေးတယ်ကွာ။တစ်ဆယ်ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းတော့ရှိတယ်။အဲအိုခါနေကဇန်ဇန်အာဒီမာဆန်ဆိုရင်တော့ပတ်စံလုံးဝမှမရှိဘူးဆိုတော့0အဲ့လိုပုံစံမျိုးပြောတာပေါ့နော်။ကြည့်ဒါဆိုရင်ဒီ6လုံးရဲ့ စကအဒိဗယ်လေးတွေကိုနားလည်သွားပြီးလို့ထင်တယ်နော်ဒီမှာ example sentence တွေထပ်ပြီးတော့ရေးထားတယ် ego ကယခုဝါခါရီမတ်အင်္ဂလိပ်စာကျွမ်းကျင်စွာ နားလည်တယ် ego ကစကိုရှိဝါခါရီမတ်အင်္ဂလိပ်စာနည်းနည်းနားလည်တယ် ego ကအာမာရီဝါခါရီမတ်ဆန်အင်္ဂလိပ်စာကသိပြီးတော့မှနားမလည်ဘူး ego ကဇန်ဇန်ဝါခါရီမတ်ဆန်အင်္ဂလိပ်စာကလုံးဝကိုနားမလည်ဘူးအဲအဲ့လိုမျိုးလေးတွေစာကြောင်းလေးတွေဖွဲ့လို့ရပါတယ်နော်ဩခါနေကတာကူဆန်အာရီမတ်ပတ်စံအများကြီးရှိတယ် ။ဥခါနဲ့ကဇန်းဇန်းအာရီမဆန်ပတ်စံကလုံးဝမှမရှိဘူး။ဒါက verb လေးနဲ့တွဲပြီးတော့သုံးထားတာပေါ့နော်။ဒီမှာပြောချင်တာကစုကိုရှိရဲ့ဇန်းဇန်းရဲ့အာမရီရဲ့က verb နဲ့တွဲလို့ရတယ်လို့ adjectives တွေနဲ့လည်းတွဲပြီးတော့သုံးလို့ရပါတယ်တဲ့။ ဥပမာ Coco was Scotchy Samuidas ဒီနေရာကအနှဲငယ်အေးတယ်ဗောနော်ဒါဆို Scotchy နဲ့ Samui ဆိုတဲ့ EG တွေလို့နဲ့တွဲပြီးတော့အနှဲငယ်အေးတော့ကနေ Thus နဲ့တွဲထားရတဲ့အတွက်အနှဲငယ်အေးသည်ဗောနော်အနိုအေဂါဝဇန်ဇန်အိုမိုရှိရိုကူနိုင်သတ်အနိုအေဂါဝဇန်ဇန်အိုမိုရှိရိုကူနိုင်သတ်အေဒီရုပ်ရှင်ကဇန်ဇန်လုံးဝမှလုံးဝမှဆိုတော့နောက်မှ negative နှစ်လိုက်ရတယ်အိုမိုရှိရိုအီရနဲ့ negative ပြောင်းတော့ ego ဖြုတ်ခုနိုင်တယ်နော်အိုမိုရှိရိုခုနိုင် thus လုံးဝမှစိတ်ဝင်စားဖို့မကောင်းပါဘူး။ဒါဆိုရင်စကိုရှိဇန်ဇန်အာမာရီယာ adjective နဲ့လည်းတွဲပြီးတော့သုံးလို့ရပါတယ်နော်။ကဲဒါဆိုရင်ဒီ6လုံးရဲ့အဓိပ္ပာယ်လေးတွေနဲ့သုံးပုံသုံးနည်းလေးတွေကိုနားလည်သွားပြီးလို့ထင်ပါတယ်နော်။ဒါဆိုရင် grammar pattern နံပါတ်4လေးကိုတွားကြည့်ရအောင်။တစ်ခုခု ရှေ့မှာစာကြောင်းရှိမယ်သို့မဟုတ် reason အကြောင်းပြချက်တစ်ခုခုရှိမယ်ပေါ့နော်အဲ့ဒါခရဖြစ်သောကြောင့်နောက်ထပ်တစ်ခုခုပေါ့နော်ဒါဆိုခရဆိုတဲ့အသုံးအနှုန်းလေးကဖြစ်သောကြောင့် because ဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်ခရကစာကြောင်းရဲ့အလယ်မှာလည်းရှိနိုင်တယ်လို့စာကြောင်းရဲ့နောက်ဆုံးနေမှာလည်းရှိနိုင်ပါတယ်နော် အိဇမဆနက်စ်လေးဆိုရင်ဂျီကန်ကအာရီမာဆန်ခါရရှင်ဘွန်အိုယောမီမာဆန်ဂျီကန်ကအာရီမာဆန်ခါရရှင်ဘွန်အိုယောမီမာဆန်အချိန်ကမရှိတဲ့အတွက်ကြောင့်သတင်းစာကို မဖတ်ပါဘူးတဲ့ဒါဆိုရင်ခါရဆိုတာကသောကြောင့်ဆိုတဲ့ပုံစံလေးနဲ့ပါတာပြန်မှဖြစ်ပါတယ်မိုင်အားစရှင်ဘွန်အိုယောမီမတ်ကမနက်တိုင်းသတင်းစာဖတ်တလား။ဤရဲ့ယောမီမတ်ဆန်ဂျီကန်ကအာရီမတ်ဆန်ခါရ။ဟမ်မဖတ်ပါဘူး။ အချိန်ကမရှိလို့ပါဒီမှာကျတော့ခရဆိုတဲ့ဟာလေးကစာကြောင်းရဲ့အနောက်ဆုံးမှာထားပြီးတော့တုံထားပါရဲ့เนาะအဲ့လိုအနောက်ဆုံးမှာထားပြီးတော့လည်းတုံလို့ရပါတယ်ဒါဆိုရင်ခရဆိုတဲ့အဓိပ္ပာယ်လေးကိုနားလည်သွားပြီးတင်တယ်เนาะဖြစ်သောကြောင့် because ဆိုတဲ့အဓိပ္ပာယ်လေးပေါ့เนาะနောက်နံပါတ်5လေးမှာကျတော့ those တဲ့ဘာကြောင့်လဲ why why ပေါ့เนาะ ဝိုင်းဆိုတဲ့ပုံစံနေနဲ့အဓိပ္ပာယ်ပြန်มาဖြစ်ပါတယ်။ဒုရှ်တဲ့အဆရှင်းပွန်းအိုယောမီမဆန်ခါဘာဖြစ်လို့မနက်ခင်းသတင်းစာကိုမဖတ်တာလဲ။ဒါဆိုရင်ဒုရှ်တဲ့ကဘာဖြစ်လို့ဆိုတဲ့အဓိပ္ပာယ်ပုံစံမျိုးနဲ့အဓိပ္ပာယ်ပြန်သွားတာဖြစ်ပါတယ်။ဒါဆိုပြန်ဖြေတဲ့သူကဂျီကန်ကအာရီမဆန်ခါတော့အချိန်ကမရှိလို့ပါ။ဒါဆိုရင်ခုနကကရမပတ်တန်နံပါတ်4လေးနဲ့ပြန်ဖြေသွားရယ်နော်။ မရှိသောကြောင့်ပါမရှိလို့ပါဒါဆိုရင် those then နဲ့ခါရာလေးကိုအတွဲလိုက်ကလေးမှတ်လို့ရတယ် those then နဲ့ may ခါရာလေးနဲ့ပြန်ဖြေတယ်ပေါ့နော်နောက်ထပ် example sentence တွေက kyo wa hayaku kaerimasu ဒီနေ့စောစောပြန်မယ်တဲ့ those there das ကဘာဖြစ်လို့လဲ kodomo ga kodomo no tanjobi das kara ကလေးတွေရဲ့မွေးနေ့ဖြစ်လို့ပါတဲ့เนาะဒါဆိုရင် those there ဆိုရင်ဘာဖြစ်လို့လဲလို့မေးတဲ့ပုံစံလေးနဲ့သုံးသွားပြီးတော့ခါရာဆိုတာကဖြစ်သောကြောင့်ပါဆိုတဲ့ because ဆိုတဲ့ပုံစံလေးနဲ့ အပြန်ဖြေးသွားရဲပေါ့နော်ဒါဆိုရင် doge then because ကအတွဲလိုက်ကလေးအဲ့လိုမျိုးလေးသုံးလို့ရပါတယ်ကဲဒါဆိုရင် grammar pattern number 5လေးက doge then လေးကိုနားလည်သွားပြီလို့ထင်ပါရဲ့နော်ဒါဆိုဒီနေ့သင်ခဲ့တဲ့ grammar pattern number 1 to 5ဖြစ်ပါတယ်အားလုံးပဲနားလည်သွားပြီလို့ထင်ပါတယ်ကြည့်ရှုဝေရတော့အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ်သင်ခန်းစာရမှာနေလေအတူတူစိုက်ပြီးတော့လေ့လာလို့ရအောင်ကျမရဲ့ channel ရဲ့ notification bell လေးကိုလည်းနှိပ်ပေးခဲ့ပါအောင်နော်ကြမာတာနဲ bye bye